ကိုကဒီအမှုပညာသမားဆိုတော့ဒီအလုပ်ပဲကိုလုပ်ချင်တာလေကိုရီးယားသူများစီကအဲ့လိုမျိုးအဲ့လိုကြီးကြတော့လေကိုကိုကိုလည်းအမှန်ပြောရရင်တင်ငယ်တယ်ရှက်လဲရှက်တယ်ပေါ့နော်ကိုတက်ဆိုတဲ့လူတွေရှိနေတာကိုကဒီလောက်ကြီးလက်အခြေအနေမဆိုးပြီးမဲ့လေကိုချစ်လို့ဒီလိုမျိုးလာရောက်ပြီးတော့ဟိုကုညီပေးတဲ့လူပေးတဲ့လူပေါ့ကိုဆွေရဲ့ရင်ထဲတော့ဝမ်းသာပီတိတော့ဖြစ်တယ်အမှုပညာသမားဇပ်ပုတ်ဇက်ရံဖြစ်တာလို့ဒီလူကျန်းနေကိုဖြစ်လို့ရှိလို့ရှိရင် ဘဝရတာအဆင်မပြေဘူးမပြေဘူးတန်လင်းမှာရှိတဲ့လူချမ်းတချို့အမောက်တော်တော်တိကြအမမာဆန်နေပြီရှင်တို့စီတပြီရောက်တယ်ကျေးသက်ကြီးရပြောနေရလေကိုထုံးမင်းစီကိုကုညီတောင်းပါလားအကုညီပါပြီလို့နော်ကျွန်မကျေးသက်ပြေးတက်ကြီးတကယ်ဟိုဒီမှာလာကုညီပါပြီလို့နော်ဟုတ်တယ်ပရိသတ်က comment မှာရေးထားတာအဲ့တယောက်ကလေကားကူညီပါမယ်ပေါ့နော် ခုတော်တော်များများပါပဲဈေးကူညီပေးမယ်ဘာညာပေါ့အဓိကကတော့ဟိုကိုယ်လည်းဒီလိုလေးလည်းဖြစ်တာလေးလည်းပါတယ်ဟိုသားလေးကိုတနာတာလည်းပါရင်ပါမှာပေါ့နော်တတခွနတန်းတက်နေတာပေါ့နော်တက်နေတော့အမကဒီလိုဖြစ်တော့အမကငါဒီယောဂရရက်ချေများကြာမလားတခါမှကိုယ်စမဖြစ်ဘူးတောက်တောက်တောက်လျှောက်သားနေတယ်မိမအာရေတော့နေတော့အတိရမလားအမ အသက်တာ56ရောက်တယ်အဲ့လိုင်းသားအကိုကြီးနဲ့ကြုံမိကြီးတခုခုဆိုအမအရှိဆုံးကနေရောက်ရောက်သွားတာအဲ့လှုပ်တာဆိုတာလေအဲ့တော့ကြာမလားလားချီကြာမလားနှစ်ချီကြာမလားတွေးတာပေါ့နော်ဘလို့များဖြစ်မလဲမသိတခါမှမခံစားဘူးမပြောအဲ့နဲ့တတအမေးတဲ့တာစနစ်တင်းကုန်လေးကြောင်းပေးလို့ရှိရင်ဒီပယံအလုပ်လေးဒါသွားလှုပ်လိုက်မယ်ဒါမှမဟုတ်တာကြောင်းထွက်ရမလားတဲ့တငယ်ချင်းတယောက်ကတော့ကြောင်းထွက်သွားပြီသူအိမ်စီပွားရေးလက်ချင်းနေမကောင်းထွက်ပါနဲ့တာရဲလို့နေအောင်လို့ငါစဉ်းစားအောင်မယ်လို့အဲ့လိုပြောတာ ်တသားနောက်ပြီးတော့သူများသွေးနဲ့အသက်ရှင်ရတာသူကိုယ်ပိုင်သွေးမဟုတ်ဘူးသုံးရက်သားတွေကသွေးလဲထားရတာလေအဲသွေးလဲထားတော့အဲ့လိုမျိုးပေါ့ရှင်ဆရာဝန်ကြီးကတော့မှသူသူကြောင်တက်နိုင်တော့တလိထားပါပေါ့နော်သူမတက်နိုင်လို့စာမလိုက်နိုင်ထုတ်လဲသူကဖျားရှိခိုးအဲ့လိုပေါ့တစ္ဆာတွေရှောက်ဆိုကိုလောက်တတ်တယ်လို့ပေါ့နော်အကိုတွေရှောက်လို့တိုင်တယ်ပြီးတော့ အဲ့လိုသူ့ပြုစုပြိုးထောင်လာခဲ့တာပေါ့နော်ဒါပေမဲ့ကိုယ့်ခုကိုအားနဲ့တော့မဟုတ်ပါဘူးတသားငငယ်တုန်းကဆိုလို့ရှိရင်အမသားလေးအသက်ကိုကယ်ခဲ့တဲ့ကျေးဇူးရှင်တွေဆိုအများကြီးပဲအဲ့ဟိုဆိုမခိုင်းတို့အဲ့အန်ဒီဖြူတို့အဲ့အဲ့လိုပေါ့နော်နောက်မြင်းစုတို့အဲ့လိုသူတို့အကုန်အကုန်သူတို့တွေရဲ့ကြောက်သူတို့ရဲ့ခွန်အားကြောင့်ပဲဒီကလေးကဒီအသက်လောက်ဒီအဲ့လိုရှင်လာတာလို့ပဲပြောရမယ်အဲ့တော့ကိုကတိတ်ပြီးတော့သူမခိုင်းလဲမခိုင်းပြတ်တိပြတ်ဖက်ကလေးဆိုတော့ ူကတော့လုတ်ပေးမယ်ပြောပေးမယ်ကိုကတော့မခိုင်းရသေးဘူးပေါ့နော်အဲ့လိုတော့ရှိတယ်အဲ့ဒါမို့တချို့ကကြတော့ပြောသူကသူများသွေးနဲ့အသက်ရှင်အောက်ကကောမက်တွေတချို့ကောမက်တွေဖတ်လို့ရှိလို့ရှိရင်โอ้สိတ်မကောင်းဘူးကိုလည်းဆိုးခဲ့တာပဲလीเนาะမဆိုးတော့ဘူးကိုလည်းဆိုးခဲ့တာပဲဟိုကိုကဒီအမှုပညာသမားဆိုတော့ဒီအလုပ်ပဲကိုလုပ်ချင်တာလေကိုရီးယားသူများစီကအဲ့လိုမျိုးအဲ့လိုကြီးကြတော့လဲကိုကိုကိုလည်းအမှန်ပြောရရင်တင်ငယ်တယ်ရှက်လဲရှက်တယ်ပေါ့เนาะကိုစေပြောလို့ မဖို့မှာကွန်မတ်တွေမဖတ်နဲ့တော့ဆိုလေမနေနိုင်မြန်ဘူးပေါ့နော်ဖတ်ချင်တာလေဖတ်ချင်တော့အော် तू ကတော့ဒါလေးပြောတာပဲကိုကနောက်ပြီးတော့ဟိုအဲ့လိုဖတ်ပြီး तू ဘသူ့အပါဆိုတာကိုကမပြန်တတ်ဘူးဖုန်းကိုကင်မဲ့ကင်တတ်တယ်မသုံးတတ်ဘူးသူများတွေလို့ဖုန်းကောင်းတာလည်းမဟုတ်ဘူးသိတယ်မလားဟိုတသိန်းကျော်တယ်လေစကန်လေးဆိုတော့လေဒီလိုကြည့်လို့ရှိလို့ပဲအဲ့လိုမျိုးလေးပဲဆိုတော့အားလည်းအားနာတယ်ကိုဆွေကလည်းဟဲ့ကိုဆွေလို့ဆိုပြီးတော့ပြောဖုန်းဆက်တော့အားနာသူ့အလက်ကြီးလည်းဖြစ်တယ်ဆိုအံ့ဩနေတာ ကန်ပေါ့နော်အဲ့လိုက်နာရမှာဆရာမနဲ့ကိုရောက်ကူပြီးတော့ညကိုကန်ကိုကိုအချောင်းကဒီဆရာထုကန်ကျော်နဲ့ပဲပါလာလားမသိဘူးသူသူစီသွားပြီးတော့မှချက်ချင်းတော့အရန်လေတိတာတဲ့ရင်ထဲကလေဝမ်းသာပီတီဘယ်လောက်ထိဖြစ်သွားလဲဆိုတော့တော်တော်တော်သူရှောက်နိုင်သွားတာလေရှောက်နိုင်တော့ဟိုလိုမျိုးအရင်လိုတော့မတန်တော့မတန်ဒါပေမဲ့လေအရင်ခြောက်ဆွဲပြီးတော့လူတွဲပြီးသွားနေရတဲ့မိန်းမတစ်ယောက်ကဟိုလူမတွဲရတော့အဲ့ဒါဝမ်းသာပြီးတော့လေ ဟုတ်ပြီ။ဒီကတချိန်နဲ့ဒီလိုဒီလိုပျောက်သွားမယ်လို့လည်းမထင်ဘူး။မထင်ဘူးမထင်ဘူးသူကြလည်းတချိန်နဲ့နဲ့ပဲတဲ့အဲ့လိုပြောတယ်။အဲ့လိုမျိုးတော့ဝမ်းသာပြီးတော့တားရဲ့မိုင်းငိုမိတာပေါ့နော်။အဲမီဒီယာတယောက်တော့ဖတ်ပြီးမှတိုင်းဝပြတယ်လားမဟုတ်ဘူးငါရှိရတာအဲ့တုန်းကတော့လေဘာမှန်းကိုမသိတော့ဝမ်းနဲ့ဝမ်းသာပြစကားရိုက်နေပြီတဲ့မင်းသားအပေးရမှာတကယ်ကျူးစွပါတယ်အမတို့တော့ကမအရှိမဖြစ်ခဲ့ဘူးတော့အမတို့ကအတိတ်ရရှောင်းရတော့မှလေနော်နေရာလေးတစ်ခုတက်လာတဲ့လူတွေပဲဖယ်ပေးရမှာဆိုတော့ဥပညာသမား တပုတ်ဇက်ရံဖြစ်တာတို့ဒီလူချမ်းနေကိုဖြစ်လို့ရှိလို့ရှိရင်ဘဝရတာအဆင်မပြေဘူးမပြေဘူးအဲ့ဘယ်လောက်ဒီအဆင်အရင်တော့ဆိုရင်အမမရှိရှိတာလေးဒီတန်လင်းမှာရှိတဲ့လူချမ်းတချို့အမတော်တော်သိကြအမမှာဆန်နေပြီရှိရင်တို့စီတပြီရောက်တယ်အဲအမအဲ့လိုမျိုးကူညီတာအဲ့ကိုဗစ်တောက်လျှောက်ဆိုလဲအမတို့တောက်လျှောက်အကုန်ကူညီပေးတာလောက်ပေးအကင်မအကုန်လောက်ပေးတာအခုကြတော့ ကိုပါဒီလိုမျိုးဖြစ်သွားသူတို့လည်းကိုမကူညီနိုင်မလုပ်ပေးနိုင်အဲ့လိုပဲကိုလည်းတစ်ခါမှဒီလိုမျိုးကြီးရည်လုံးပဲပြရလိမ့်မလို့မကင်ဘူးမကင်ဘူးပါကျေးဇူးပါရှင်ဒီထဲမှာကအလူတွေအများကြီးလုံနိုင်ပါစေဟိုဘာသာတူတာမတူတာတော့မသိဘောနော်ဟိုဒီလိုမျိုးပရိုက်တာဒီလိုလုပ်တဲ့လူတွေအများကြီးပေါ်လာတဲ့အတွက်ရန်ဝန်တာပါတယ်ဘောနော်ဟိုနောက်ပြောချင်တာကအမားတဲ့အခြေအနေဆိုးတဲ့လူတွေလည်း ရှိတဲ့အတွက်ရှိတဲ့အဲ့လိုဆိုတော့လေလိုက်ကူညာအမအကိုအခုအမအဲ့လောက်ထိသူတို့ဒီအခြေအနေမဆိုးပေမဲ့အမတို့အမှုပညာသမားကိုချစ်ပြီးခင်ပြီးတော့အခုလိုလာလှူပေးတဲ့အတွက်လည်းတကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်နော်ဘာမှအားမငယ်တယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဒါလေးတယောက်လို့ရှိတယ်နော်ပရိသတ်ကြီးကိုပြောလို့ရပါပြီလို့ပရိသတ်ကြီးကပြောနေတာလေကိုထုံးမင်းစီကိုကုညီတောင်းပါလားအကုညီပါပြီလို့နော်သမားကိုချစ်တဲ့ပရိသတ်ကြီးတကယ်ကိုဒီမှာလာကုညီပါပြီလို့နော် အော်ပြီးသေးဖြစ်တာပေါ့နော်ကိုကိုရန်ကလည်းအနုပညာမှာဝါသနာပါတယ်ဟိုးအရင်ကပေါ့နော်ဟိုးဝါသနာပါတော့ကိုအနုပညာတွေကအမဖြစ်သွားတော့ကျွန်တော်စိတ်မကောင်းစိတ်မကောင်းတကယ်လည်းအခက်ခဲဖြစ်နေတာကျွန်တော်မြင်တွေ့ရပါတော့အဲ့တော့အလူရှင်တွေလူတန်းပြီးတဲ့အလူငွေတွေကငါးသိန်းကျွန်တော်လူပေးခွင့်ရတဲ့အတော့ကိုကျွန်တော်ပီတိဖြစ်မိတယ်ဟုတ်မှာတကယ်ပါဟိုကိုထိုးမင်းကနေတဆင်းပေါ့နော်အမကိုလူတန်းပြီးတဲ့အလူရှင်တွေတူတယောက်ချင်းစီတိုင်းကိုလေဒီနေရာကနေတော့ကျေးဇူးတင်ပြီးတော့ကာရဝပြုပါတယ်နေတယ်လို့ပဲညီမ ခုငါဘာကိစ္စနဲ့လာလဲဆိုတော့နေတိရလားဟဲ့အဲမကြွလဲမပြောစမ်းပါနဲ့နေသားအေးစေးပြောပါမယ်